ဘိုင်းနန်မှာ USDT ကို PPZP နဲ့အလွယ်ကူဆုံးဝေဖန်နည်းလမ်းလေးကိုလုတ်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ဘိုင်းနန်နဲ့ဝင်လိုက်ပါ။ဘိုင်းနန်နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့က P2P လုံဆောင်ချက်ကိုအသုံးပြုပြီးတော့ဝယ်ရမှာဖြစ်တဲ့အတွက်အဲ P2P ကိုမတွေ့ဆိုရင်ဒီဘက်က MOR ဆိုတာလေးကိုတစ်ချက်နဲ့နှိပ်ပြီးသွားရင်ဒီ P2P ဆိုတာလေးတွေ့ပါလိမ့်မယ် recommend ရအောင်ပါ။ပြီးတော့ရင် P2P ကိုနှိပ်ပြီးသွားရင်ကိုကမြန်မာငွေကြေးနဲ့ဝယ်မှာဖြစ်တဲ့အတွက်ဒီအပေါ်ညာဘက်တောင်းတာလေးမှာ အမ်မ်ကေဆိုတာလေးကိုရွေးပေးတာပါပြီးတော့ရင်ဒီအမောက်နေရာမှာတခါတည်းကိုဘလောက်ဘိုးဝယ်ယူမလဲဆိုတဲ့အမောက်ကို တခါတည်းရေးပေးပါကျွန်တော်နှစ်သိန်းဘိုးဝယ်မှာဖြစ်တဲ့အတွက်ဒီနှစ်သိန်းဆိုတဲ့အမောက်ကိုတခါတည်းရေးပြီးတော့ confirm နှိပ်ထားလိုက်ပါတယ်ပြီးရင်ဒီဘက်ကပေးမှန်ကိုတစ်ချက်နှိပ်ပေးပါပြီးရင်ကျွန်တော်က KB နဲ့ဝယ်မှာဖြစ်တဲ့အတွက် KB ဇက်ပေးကိုရွေးပေးလိုက်ပါပြီးရင်တော့ confirm တစ်ချက်နှိပ်ပါဒါဆိုရင်တော့ဒီ KB လက်ခံမဲ့တမားလေးကြီးပဲဒီမှာတည်တံ့ပုံနေပါပြီ။ 4000ဒေါ်လာကို4428ပါအပေါ်ဆုံးအောက်ရောက်လေးဈေးကြီးလေးပါပဲအဲ့တော့ကျွန်တော်အပေါ်ဆုံးအကောင့်ဖွဲ့ဖို့အတွက်ပိုင်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာကစောစောလေးကဒီနှစ်သိန်းတကာရေးတဲ့အတွက်ဒီနှစ်သိန်းဘူးဝင်มาဖြစ်တဲ့အတွက်နှစ်သိန်းလို့တခါတည်းပေါ်နေရဖြစ်ပါတယ်နှစ်သိန်းဘူးဆိုရင်ရရှိမဲ့ဒေါ်လာက55ဒသမ7 USDT ရရှိမှာပါအဲ့တော့ဒီသူစီကို order တင်မှုအတွက်ကျွန်တော်တူပြောထားတဲ့စာတွေအရင်ဆုံးနားလည်အောင်ဖတ်လိုက်ပါ trading ဟော client မှာမှာတချို့ကတပ်ပါတီလက်မှတ်ခံမှုဆိုပြီးတော့အရေးထားတာရှိပါတယ်အဲ K Binance KYC တင်ထားတဲ့နာမည်နဲ့ KB account နာမည်နဲ့မတူရင်လက်မှတ်ခံတာကိုပြောတာပါအဲအဲ့တော့ဒီမှာကဒီ account လက်ခံတဲ့အတွက်ကျွန်တော်ဒီ order တင်ပါမယ်အဲ့တော့ order တင်မှုအတွက်ဆိုရင်တော့ဒီ owner place order လေးကိုတစ်ချက်နှိပ်ပေးပါပြီးတော့ရင်တော့ကျွန်တော်တို့သူနဲ့စကားပြောအတွက်ဒီအပေါ်နာလေးမှာ check ဆိုတာလေးရှိပါတယ်အဲ့ဒီ check ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင် ။သူ့စီကိုကျွန်တော်တို့ငွေလွှဲမဲ့အကောင့်နံပါတ်တောင်းရမှာပါ။သူ့စီကိုလွှဲလွှဲပေးရမယ်။ KB အကောင့်ကိုသူ့စီကိုလန်တောင်းပါမယ်။အဲ့တော့ကျွန်တော် KB အကောင့်ဆိုပြီးတော့သူ့စီကိုရိုက်ပို့လိုက်ပါ။အဲအခုဆိုတော့သူက KB အကောင့်နံပါတ်နဲ့ KB နံပါတ်တွေကိုပို့ပေးလာပါပြီ။ပြီးတော့နှုတ်မှာက shopping or payment ဆိုပြီးတော့ရိုက်ခိုင်းတာပါတယ်။ဘိုင်းနန်းနဲ့ပတ်သက်တဲ့စကားလုံးတွေကိုမရိုက်ဘူးအဲတားမြစ်ထားကြပါတယ်။ဒါက ဒီကျွန်တော်တို့ KB account တွေကိုအပိတ်ခံရမှာဆိုရင်လည်းအတွက်ဒါနှစ်ပတ်လုံးဒီဆိုရင်ရလို့ဒီလိုမျိုး Binance နဲ့ပတ်သက်တဲ့စကားလုံးတွေကိုမရေးခိုင်းတာဖြစ်ပါတယ်။အဲတော့ shopping or payment ဆိုတဲ့နေရာကိုစာလေးကိုကျွန်တော်ဒီ KBZ Pay လွှဲတဲ့ခါမှာနှုတ်မှာရေးပေးဖို့လိုပါတယ်။အဲတော့သူပေးတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီ copy ယူလာပြီးတော့ KB ထဲဝင်ပါမယ်။ KB ထဲရောက်ပြီဆိုရင်အဲဒီသူပေးထားတဲ့နာမည်နဲ့ဖုန်းမဟုတ်ကိုတခြားစစ်ပေးပါ။ ဲ့တော့ဖုန်းနံပါတ်ကိုထည့်ပြီးထည့်ပြီးတော့ကျွန်တော်ဒီနတီထက်ဆိုရဲ့နာမည်ဟုတ်ပါတယ်အဲ့တော့ဖုန်းနံပါတ်နဲ့ဒီအကောင့်နံပါတ်နဲ့တေချာရေးပေးပါ ပြီးတော့ကျွန်တော်နှစ်သိန်းပို့မှာဖြစ်တဲ့အတွက်အမောင်းနှစ်သိန်းရေးလိုက်ပါပြည်တန်တော့စောစောကပြောရတဲ့အတိုင်းဒီ shopping ကို payment ပေါ့နော်ကျွန်တော်ကတော့ payment လိုပဲထည့်လိုက်ပါပြီ လွှဲပြီးသားဆိုရင်ကျွန်တော်ဒီပြေစာကိုယူထားပါပြီးတော့ဘိုင်းနန်တွေကိုပြန်သွားပေးပါကျွန်တော်အဲ့မှာကိုလွှဲပြီးချောင်းသူ့ကိုလှမ်းပြီးတော့ဒီမှာလည်းအရင်ဆုံးစာရေးလိုက်ပါမယ်ကျွန်တော် DUNE dance ဆိုပြီးတော့ပို့လိုက်ပါပြီပြီးရင်ဆက်ပြီးတော့သူ့စီကိုကျွန်တော်ကိုဒီ KB ရနေပြီးတော့ပြေစာလေးကိုထပ်ပြီးတော့ပို့ပြရပါမယ်အဲ့တော့ပြေစာလေးကိုရွေးပြီးတော့ပို့လိုက်ပါ โอเคပြည်စာလေးရောက်ပြီတိုင်းဆိုရင်ဒီအပေါ်လေးမှာအဲ view payment detail ပေါ့နော်အဲ view payment detail ဆိုတာလေးကိုနှိပ်လိုက်ပါโอเคအဲ့မှာကျွန်တော်တို့ကဒီလွှဲပြီးချောင်းပေါ့နော်ဒီအောက်ကဒီ transfer ဆိုရဲအားလေးကို notify ဆဲလာပေါ့ကျွန်တော်ရောင်းတဲ့သူလမ်းပြအတိပေးဖို့အတွက်ဆိုဒီအောက်ကဒီ wire ရောင်း clock လေးကိုဒါနှိပ်ပေးလိုက်ပါဒါဆိုရင်တစ်ခါက တစ်ဖက်ကဒါဆိုရင်အဲကိုငွေလွဲပြီးကြအောင်သူ့ကိုလမ်းအတီးပေးပြီးတော့သူကဒါသူ့စီကိုငွေလွဲရောက်မရောက်ဒါသူစစ်ဆေးနေတာပါအဲသူစစ်ဆေးလို့အဲသူ့ဘက်ကအတီးပြုချက်ပြန်ပြီးတော့ပေးပြီးဆိုမှကျွန်တော်တို့စီကိုဒီဒေါ်လာရောက်ရှိလာမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကခဏလေးစောင့်ပြီးဖို့လိုအပ်ပါတယ်အဲဒါဆိုရင်တော့ဒါသူလက်ခံလိုက်ပြီးတော့သူစီလည်းငွေလဲရောက်တယ်ငွေလဲရောက်တဲ့အတွက်အဲကျွန်တော်တို့စီကို USDT ပြန်ပို့ပေးပါတယ် အခုဆိုရင်တော့ကျွန်တော်ဒီမှာဒီ55ဒလမ7 USDT ဒါရောက်ရှိလာပါပြီဒီမှာ2ဒလမ်ပြည်လို့ပြောနော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်ဒီအရင်က50ဒေါ်လာရှိတာ အခုဒီမှာ45ဒေါ်လာဆိုတော့ဒီ96.21 USD ဒါဖြစ်သွားပါပြီအဲအားလုံးပဲဒီ USD ဝယ်လို့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်